ချင်းပြည်ကပလက်မြို့နာကမင်္ဂလာစာပွဲတစ်ခုကိုစစ်ကွန်မရှင်တပ်ကဂျက်ဖိုက်တာနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားထိခိုက်သေးဆုံးမှုတွေများခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ဖြစ်စဉ်ဟာအော်တိုဘာလ24ရက်နေ့မနက်ပိုင်း9:20မိနစ်လောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကွန်မရှင်တပ်ကနှစ်ကြိမ်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်ပထမအကြိမ်မှာဘုံတလုံးဒုတိယအကြိမ်မှာဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာလို့ဒေသခံတယောက်ကပြောပါရယ် ဒေသခံတည်ရင်းမြစ်တွေရဲ့အတီးပြုချက်အရဗုဒ္ဓဲတိုက်ခိုက်ခံရတဲ့နေရာဟာ CDF ကမ်ပလက်စီဥစည်းချုပ်ဆလိုင်းအောင်လင်းရဲ့မင်္ဂလာဆောင်ပွဲကျင်းပတဲ့နေရာဖြစ်ပါတယ်။စစ်ကုမရှင်တပ်ဟာမင်္ဂလာဆောင်ဖိတ်စာကနေသဆင့်နေရာနဲ့အချိန်အတိအကျသိရှိပြီးပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။ CDF ကမ်ပလက်ပြောရေးဆိုခွင့်ရှိသူကဒီလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာကိုအတည်ပြုပါတယ်။ ဗိုလ်ကျဲတိုက်ခိုက်မှုကြောင့် NLD လွတ်တော်အမတ်ဟောင်းဦးဆန်ခင်ရဲ့သားဦးခင်မောင်ရင်အပါဝင် အမျိုးသား၃ဦးနဲ့အမျိုးသမီး၁ယောက်စုစုပေါင်းအရက်သား၄ယောက်တိဆုံးခဲ့တယ်လို့ချင်းသတင်းဌာနတွေကရေးသားပါတယ်။ဒဏ်ရာရရှိသူဦးရေဟာလည်း၁၅ယောက်ထက်မနည်းရှိပြီး၅ယောက်ရဲ့ဒဏ်ရာအခြေအနေက ပြင်းထန်တယ်လို့သိရပါတယ်။ ။စေအုပ်စုဟာအော်တိုဘာလအတွင်းချင်းပြည်ကမင်းသက်မတူပြီးဟာခါ30မြို့နယ်တွေမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့ရမှာကလေးငယ်တွေအပါအဝင်ဒေသခံအယက်သားတွေထိခိုက်ဒေဆုံးမှုများပြားနေပါတယ်။